မတ်လ6ရက်2025ကနကတာကိုပယ်ခိုင်မှာရှိတဲ့ဟမ်ပီအနီးမှာဆန္ဒပူကအနီးမှာဝန်နဝဖျက်တစ်ခုဖြစ်ခဲ့ပါတယ်ဆိုအသက်29နှစ်အရွယ်ဣဇရီကီတော်တူအသက်29နှစ်အရွယ်ဒေတာခန်တက်ကိုခန်ပိုင်စင်နဲ့အမျိုးသားခီးတော်3ဦးအမေရိကန်က1ယောက်အိန္ဒိယ2ယောက်ပါဝင်ပြီးလူ9ဦးကထန်နာဘဒရာ လက်ဝဲဘက်မှာရှိတဲ့တူမြောင်းမှာသူတို့ star gazing လို့ခေါ်တဲ့ညဘက်ကျယ်တွေကိုအပျော်တိုင်းပဲဖြစ်ဖြစ်အပန်းဖြစ်ဖို့ပဲဖြစ်ဖြစ်ညဘက်မှာကျယ်တွေကိုကြည့်တဲ့ကြည့်နေခဲ့ကြပါတယ်ရောက်ရုတ်တရက်ကြီး border cycle စီလာတဲ့လူ၃ယောက်ကသူတို့ကိုတိုက်ခိုက်ပါတယ်တိုက်ခတ်သူတွေက brown ooze ဓာတ်စီဖိုတောင်းပါတယ်ပတ်စံတရာပေးဖို့ဒါပေမဲ့အုပ်စုကညင်းပယ်တဲ့အခါမှာယောက်ျားတွေကရက်ဆက်ချမ်းစုပါတယ်အချမ်းဖက်ပါတယ်ခီးတွားများကိုရိုက်နေပြီး ယောက်ျား3ဦးကိုတွန်းမြောင်းထဲကိုတွန်းချခဲ့ပါတယ်လူ2ဦးထွက်ပြေးလွတ်မြောက်သွားတော့လဲတတိယမြောက်ဖြစ်တဲ့အိုဒီရှာမဘီဘာဆိုတဲ့လူကနေရက်အကြာမှာတေဆုံးနေတာကိုတွေ့ရှိခဲ့ကြပါတယ်အဲ့ဒီနောက်မြို့သမီး2ဦးကိုတိုက်ခိုက်သူတွေကအုပ်စုဖွဲ့အာမပြုကျင်ခဲ့တယ်လို့ဆိုဆက်ခံထားရပါတယ်လူရဲသူများက ထွက်ပြေးသွားခြင်းမပြုတ်မီ လက်ကန်ဖုန်း2ဦးနဲ့ပတ်စံ6500ကိုခွင့်ယူသွားတယ်လို့ပြောပါတယ် ကျွလွန်ခံရသူတွေကရဲစခန်းကိုတိုင်ကြားခဲ့ပါတယ်အထူးအဖွဲ့များကဖွဲ့စည်းပြီးကင်ဂဝတီမြို့မှာဆိုင်းမာလူနဲ့ချက်တန်းဆိုင်တန်ရရှိသူနှူးကိုဖမ်းဆီးခဲ့ပါတယ်တတိယမြောက်တရခံကိုရဲတွေကရှာဖွေနေဆဲဖြစ်ပါတယ်ယခုအခါမှာတည်ဆုံးတွေ့တဲ့ကိုအစိုးရဆေးရုံမှာဆေးဆစ်ခံယူချက်ခံယူလည်းရှိပါတယ်စုံစမ်းစစ်ဆေးမှုများလည်းဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်